မင်္ဂလာပါညချင်းကွာစားဆောင်မနှုတ်ခွန်းဆက်သားပါရယ်မေလာ14ရက်2025ခုနှစ်ပုံမှုနေ့ဒုမတပါငါသာတင်းရင်ပြီကိုဆင်းရဲတော်မူတော့ကစိတ်မပြတ်နေပြပြောရစာခက်ချစ်စနေခိုင်ငင်ကခေါင်းစဉ်ကအပြစ်ကိုဆင်းစီတော့က ။ရွှေမြုပ်ကလေးနိုင်တည်ုံလုံးနေသောဆရာတော်အေဒါရုစီတို့အလဲရောက်စီသူတို့အိမ်နာကကချင်မျိုးသမီးကနေ့လယ်ရောက်နေသူသမီးများကိုရိုက်ရွေဆုံးမပါ၏။သမီးလေးယောက်ကိုတန်းစီခိုင်းပြီးမှဒုံးကိုကင်ထားပြီးမှဟဲ့။ဒီတို့မှာအပြစ်ရှိသလားမေးပါ၏။သမီးများကဟုတ်အပြစ်ရှိပါတယ်ဝန်ခံလေ။သူမကတစ်ချက်စီရိုက်ရွေဆုံးမပါ၏။ ူးခြားတာကသူတို့တိုင်းရင်းသားတွေဖြစ်တော့အပြစ်ကိုမပြေနိုင်မဲတမျိုးကြီးထွက်ရဆရာတော်နဲ့ကျွန်တော်တို့ကရဲမိပါသည်ကချင်မကြီးကနားမလည်နိုင်ပါကလေးဆုံးမတာဘာရင်ဆရာပါတလဲပေါ့ဆုံးမတာမရေပါဘူးအပြစ်ဆိုတာကြီးကိုရေတော်ဖြင့်လေသူမကအပြစ်ကဘာဖြစ်လို့လဲမပြီးဝဲထက်ပြောလေရေရပြန်ပါသည်အပြစ်ကိုစစ်စစ်လေအားလုံးမေးစိတ်ပြရပါသည်ဒီနေ့တနေ့လုံခဲ့သမျှအပြစ်များကိုဖျားသိခင်ကစစ်စစ်လာတော့အခါမတက်တာတော့ပါ ဆာလန်ဆီယာကအိုဖျားကြီးကိုရိုဒီအချွနှုတ်ကိုဆုံဆန်းတော်မူပြီးဝင်ကုန်ဆင်းဆင်းကဲ့သို့ချွနှုတ်ကိုဆင်းဆင်းတော်မူပြီး66ခုမြောက်သောဆာလန်ခန်းငယ်တစ်စင်ကိုဖော်ပြပါသည်ဖျားကြီးဆင်းဆင်းချင်ရိုက်ချင်မှကျွန်တော်တို့စိတ်မပြည့်ရနှုတ်ကပတ်တော်ကတတိပေးပါသည်ကြောခွင်းထဲမှာကြောမီစီရာမျိုးကျောင်းကုန်းမှာလင်းသောဝင်ကုန်တင်တာမျိုးခေါင်းပေါ်မှာသူတော်ဘာကိုရှိစီတာမျိုး မိကုံဖြတ်သန်းစီရာမျိုးရေကုံဖြတ်သန်းစီရာမျိုးကြုံတွေ့သောအခါများရှိကြောင်းနှုတ်ကပတ်တော်ကဖော်ပြပါသည်။ပြားသခင်ကအပြစ်များကိုရှင်းရှင်းသောအခါနားမလည်နိုင်၍ညှိတွားကြပါသည်။ပင်ပန်းလာ၍ထွက်ပြေးခြင်းပါသည်။မခန္ဓာ၍ယောဘ၏မိမလိုပဲညင်းပင်လိုပါသည်။သို့တော်လည်းပြားခင်အပြစ်ရှင်းရှင်းခြင်းမှာရည်ရွယ်ချက်ရှိပါသည်။ ဆုံးမကျူးကိုခံသောသူတို့သည်နောက်မှညီသက်ချင်းနှင့်ဆက်ဆိုင်သောအကျိုးကိုခံရ၏ဟုကြားဆလာပါသည်။ဘုရားခင်ဆုံးဆက်စစ်စင်ချူးကိုအောင်မြင်ခဲ့သောသူတို့မှာနှဆသောကောင်းချီးမင်္ဂလာကိုခံရသောအကြောင်းယောဘဝိတုနိုင်သက်သည်ရှိပါသည်။ထို့ကြောင့်ကျွန်တို့၏ပြည်များကိုတက္ကိယစစ်စင်နှင့်ဝမ်းမြောက်ကြပါပါ။အားလုံးဘုရားကိုကောင်းချီးပေးပါစေ။